ကိုကြီးကျော်ကိုကြီးကျော်တို့မဟုတ်မြန်မာနတ်တို့ရဲ့ဆယ်လီတပေါင်းလာရောက်ပြီဆိုရင်ကူနီနန်းကကိုကြီးကျော်နှစ်ပွဲစားပြီအဖေကျော်စီကို မြင်းကျန်ရေစကြိုပခုတ်ကူတကြောကယူနေတာမကပဲမုံယွာတဝိုက်ကရေလေစနစ်ကျွန်းသားလေအထိချီတက်ကြတယ်ရိုးရကိုယုံသူတွေရောတေးရီကိုအပြတ်ထောက်ချင်းသူတွေပါပျော်ကြတယ်ကိုကြီးကျော်ရဲ့ပကန်းကူနီနန်းနန်း မြမနတ်တွေကအတွင်းအပြင်38မင်းမို့84ပါရှိတာဒါတော့နောက်ပေါင်းနတ်တွေမပါသေးဒီထဲမှာဆယ်လီနတ်တပါးကိုပြပါဆိုရင်ကိုကြီးကျော်ကထိတ်ဆုံးကပေါ့မြမဇပွဲရဲ့ပွဲဥထွက်တချင်းကိုတော့သူ့တချင်းနဲ့စဖိုင်ရပါတယ်နတ်ချော့တေးကနေမြမယင်ကျေးမှုဆက်ထဲကို ရောက်လာသည့်အထီမို့မြမတွေအတွက်ကိုကြီးကျော်ရဲ့အရှင်ဝါကနေနမေကျော်မှုဟာ ဆယ်လီအဆင့်ထပ်တောင်ပို့မဲ့ထင်ပါတယ်။ကိုကြီးကျော်ကိုမင်းကျော်စွာလောက်ကဲတိကြတဲ့သူများတယ်။ပကံငစ်ကမင်းကျော်စွာနဲ့အင်းဝါငစ်ကမင်းရဲ့ကျော်စွာနှစ်ယောက်လုံးက38မင်းတဲ့ပါနေလို့ဝေခွဲရခတ်နေသူတွေလည်းရှိရဲ့။တမိုင်းအရာကတော့ပကံကစ်ကပါတဲ့။အနော်ရတာမင်းထက်နှစ်300လောက်စောပါတဲ့။တိုင်းခွန်မင်းကမိဖုရားနှစ်ယောက်ရှိတယ်။ရွှေလောင်းနဲ့ရွှေကိုင်းတဲ့ ရွှေကိုင်းမီဖျားကမွေးတဲ့တားနှစ်ယောက်ကပကန်မင်းဆတ်29ဆမြောက်ထိတ်တဲ့တိန်ခွန်မင်းရဲ့တားလို့ဆိုတယ်။ AD 800စုလောက်ကမှုစီတုနဲ့ကြော်စွာသူတို့ကအကြီးတွေရွှေလောင်းမီဖျားကမွေးတဲ့တားကအငယ်ဆုံးမှတဲ့တိန်ခွန်မင်းကနေမကောင်းဖြစ်လာတယ်။ရွှေလောင်းမီဖျားကမွေးတဲ့တားငယ်ကိုနန်းတင်ခြင်းလို့အကြီးနှစ်ယောက်ကိုတောင်ငူအယက်ဒေါန်တေတောင်ညိုလဲမာမာပုံကံမှုကို အိုးစီနေနေမို့လွတ်လိုက်တယ်။အဲရစ်ခေကတောင်ငူမျိုးမတိရသေးပါဘူး။နမတူတောင်ငူဖမယ်ထင်ပါတယ်။ဘယင်ကြီးကတားကြီးတွေမရှိတော့အငဲကောင်းကိုနန်းတင်လိုက်တယ်။ပြဿနာရှာမဲ့နီနောင်ကို အဝေးပို့ထားသောအမြန်နန်းတင်ရတာ။ပြီးတော့တိန်ကုန်းမင်းလည်းတေးရှာတာတဲ့။ရွှေကိုင်းမြူရကြီးကလည်းမကျေနပ်လို့ရင်ကွက်အသေးရတယ်။ဒီမဲတော်ကြီးလည်းမြင်းချန်မြို့နယ်တွေက ကမ်းရွာမှာနတ်နန်းနဲ့ရှိတယ်။တပေါင်းလာဆန်း73ရက်ဆိုကူနီနန်းကိုချွဲလဲစီးကြွာလာတယ်။ဒါကိုမကြည့်ချင်လို့နောက်ပြန်တက်တယ်။ဒါသူအတိပြန်ဆင်းတယ်။ယာယီနန်းနဲ့ဆန်ပါတရ။စစ်နိုင်ပြီတောင်ကိုအရက်ကပြန်လာတဲ့ညီနောင်ကလည်းအဖေသေးတာညီအငယ်ဆုံးကိုနန်းတင်တာ အမေသေးတာတွေတိတော့ပကန်းကိုပြန်မလာတော့ပဲနန်းသက်တီဟုအေယော်ရီချင်းတွေနဲ့ရှင်မတောင်ကြားကြညီဖြန့်လွင်မင်းကိုနောက်လိုက်တွေနဲ့အခြေချဟုရွေးလိုက်တယ် နန်းတက်တီးတယ်။ကျုံအတွက်လိုတဲ့ရေကိုချင်းတွင်မြစ်ထဲကနေဒူးမြောင်းနဲ့တွေ့ယူဖို့ညီဖြစ်သူကြောစွာကတာဝန်ကြပါတဲ့။ညီကိုနှစ်ဦးမှာအကိုကြီးစီသူကခတ်ထန်ပြီးရက်ဆက်သူ။ညီဖြစ်သူကြောစွာကတော့ကြက်ကလေးတိုက်ထန်းညီလေးမူပြီးပျော်တယ်လို့နေတဲ့သူ။မိမတွေအကြိုက်ရုပ်ချင်မှုပျော်တိုင်းကြိုက်လို့ဆိုတယ်။လူချစ်လူခင်လည်းအလိုများဆိုပဲ။ခုခေတ်ဆိုရင်ပလေးဝိုင်းမယ်။ဒါကြောင့်လဲ ရောက်လေရအရမအပေါင်းအသင်းများသူပျော်နေတတ်သူမင်းကျော်စွာက သူ့အလုတ်ထတဲ့ဒူးညောင်းကစားကိုစိတ်ဝင်စားဦး။နောက်လိုက်တွင်လည်းပဲလွှတ်ထားပြီးတော့အရတောက်လိုက်စက်တိုက်လိုက်နေပဲပျော်သလိုနေခဲ့လာ။အချိန်ရောက်တော့ကျုံသေးတွယ်မဲ့ရေစကြိုမဲ့နေရာကို ရေစကြိုရလူတတ်မှတ်ဒီရေကြိုနေရအကိုဖြစ်သူစီသူက ရေမလာလို့ညီဖြစ်သူကျော်စွာကိုဒေါသတကြီးနဲ့လိုက်ရှာရတယ်။ကျော်စွာက ရွှေကူနီပြားနားမှာ ဒုံးစံတိုင်ထန်းရီတောက်ရင်နဲ့ကြက်တိုင်းနေတာတွေ့တယ်။အကိုလိုက်လာတာတီးတော့ကြက်ပိုင်ရင်မြင်းပေါ်တိုင်ရင်ပြေးဟုပြင်းတယ်။အကိုကဒေါသမထိန်နိုင်မဲလက်သုံးတော်ဒါနဲ့ခုလို့ကြက်ပတ်ရင်မဲမြင်းပေါ်ကကြလို့ထေချာရလာပါတဲ့။လူချစ်အလွန်ကင်လို့နတ်ထစ်တယ်။စောင်းလျှောက်တယ်နဲ့နန်းနန်းဆောက်ပြီးကိုးကွယ်ကြတာခုချိန်ထိပါပဲ။ရှင်းမြမာတွေကတရေခွန်းကိုကိုးကွယ်ကြတာအကင်သူတို့အားကိုးနေရတဲ့သူ အသေးဆိုးနဲ့တည်ရင်ဝမ်းနဲ့ယုံမကပဲ။ တေသူကနတ်ဖြစ်ပြီးဆက်လက်ဆောင်ရှောင်နေတယ်လို့ယုံကြည်တဲ့အလေအထားရှိပါတယ်။မြမာရီရဲ့ဆယ်လီနတ်အဖေကြီးကိုကြီးကျော်ရဲ့ပကန်းကူနီနန်းဖွဲတော်ကြီးကတော့တပေါင်းလဆိုစီကန်းပါတယ်။အနေနဲ့ကယုံကြည်သူတွေအပြစ်ပျော်ကြသူတွေအပြစ်ကြက်ကြော်နဲ့အရက်ကအလံရပန်းကျောစွာသေးတော့သူ့ကိုချစ်တဲ့သူ့နောက်လိုက်တွေပါအသက်ခံရတယ်။တဖွဲ့လုံးနဲ့စိမ့်ဖြစ်ကြတယ်။သူ့လို့ကိုတတ်တဲ့အကိုဖြစ်သူစီသူကိုလိုက်ရှာကြတယ်။တွေ့တော့သူ့လို့ကပဲစီသူကိုတတ်လိုက်ကြတော့ဗျာ။ စီတူကလည်းနတ်ဖြစ်လို့စီတူနတ်ခွေးလည်းထားရပါတဲ့။ကုနီပွဲကြီးမှာယာဤနန်းနဲ့ဆန်တော်မူပြီးတပေါင်းလဆန်းဆနေရည်ရောင်ရင်နန်းကြီးပေါ်နောက်ပြန်တက်ဒါထွေးပြီးပြန်စင်းတယ်။ညီကိုတွေအပြန်လန်အပြတ်ရှင်းကြတဲ့ပွဲအဆုံးတတ်တော့အားလုံးတေကြရတာပဲအဖတ်တင်တယ်။အတူချုံရရင်တော့ကိုကြီးကျော်ဟာဘယင်မထက်လက်ရသူအကိုရင်းကတတ်လို့တေးရသူ လူချစ်လူခင်ပေါ်သူ အလောက်ကိုမလေးစားသူ ပြောတယ်လို့ညီတတ်သူ အရက်ကြိုက်သူကြက်တိုက်သူဘယင်းကြီးတော့ဆိုတဲ့ကုံနဲ့အတူရုတ်ချော်လို့မိမသားတွေစိတ်ဝင်စားခံရသူပေါ့မိမရှိတယ်သူလိုပဲခတ်ဆူးဆိုမဖို့မယ်တဲ့မိမကြောက်ရသူလို့ဆိုသူလည်းရှိရဲ့သူနဲ့အတူသူမိမကပါအကိုဖြစ်သူစီသူကအဆုံးစီခံခဲ့ပါတဲ့မင်းကျော်စွာဘဝကနေအယူသိမ့်လို့နှစ်စိမ့်ပြောင်းလာရတဲ့ကုကြီးကျော်ဘဝခိကြက်တိုက်အရက်တောက်ရင်ပျော်ကောက်ခဲအဖေကျော်နဘဝရောက်မှ ကြောက်ရမဲ့မိမမရှိလို့မိမတွေလက်ပြထွားရင်တော်ကောက်ချင်တဲ့ကွီးကြော်မျိုးဆောင်ဥပဒေကတော့ကွီးကြော်ကိုအေးအေးယူဖို့မတတ်နိုင်တယ်ဘူးအဆုံးထိနားဆင်ပေးလို့ကြီးစုတင်ပါရခင်ဗျာ